မင်္ဂလာပါရှင်မြမပြည်သူပြည်သားအပေါင်းကိုစိတ်နှစ်ဖြာကျန်းမာစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်းချအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွန်မကတော့ဇင်စင်ပါပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရဲဘော်တအူးချင်းစီတိုင်းဟာ တမိုးအလွန်ကြီးမားတာကြောင့်လုံခြုံရေးနဲ့ကျန်းမာရေးတွေကို အမြဲခရီးဆိုင်ကြဖို့ NUG ပြောင်စုဝင်ကြီးချုပ်ကတိုက်တွန်းပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ရဲဘော်ရဲဘက်တအူးချင်းစီတိုင်းဟာအလွန်တန်မှုကြီးမာတာကြောင့် ရဲဘော်တွေအနေနဲ့ကိုယ့်ရဲ့လုံခြုံရေး၊ကျန်းမာရေးတွေကိုအမြဲယူဆိုင်ကြဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကစွန်လ9ရက်ဂျားကာလာဒေသနာပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအစည်းအဝေးမှာတိုက်တွန်းပြောကြားခဲ့ပါတယ်။ရဲဘော်ရဲဘက်တအူးချင်းစီတိုင်းဟာတမိုးလွန်ကြီးမားတာကြောင့်ရဲဘော်တွေအနေနဲ့ ကိုယ့်ရဲ့လုံခြုံရေးကျန်းမာရေးတွေကိုအမြဲကြီးစိုက်ကြဖို့သက်ဆိုင်ရာဌာနများမှတက်ဆင့်မှာကြားလိုက်ပါကြောင်းကျွန်တော်တို့အနေနဲ့ institution တွေခိုင်မာဖို့ကလည်းအရေးကြီးတယ်လို့ဝန်ထမ်းများရဲ့စွမ်းဆောင်ရည်ပြည့်ဝဖို့ကလည်းအရေးကြီးတာဖြစ်ပြီးနိုင်ငံရေးအရမှန်ကန်တဲ့မူဝါဒတွေကိုလည်းကာလအလိုက်တင့်တော်တယ်လို့ချမှတ်နိုင်ဖို့ကလည်းအရေးကြီးပါတယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ တော်လိုင်းရဲ့အနေအထားဟာအာသာလာတာတွေရှိသလိုတစ်ဖက်မှာသတိကြီးကြီးထားပြီးဆောင်ရရမဲ့ကိစ္စတွေလည်းအများကြီးရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအုပ်ချုပ်ရေးရန်ရအတွင်းမှာတာဝန်ထမ်းဆောင်နေကြတဲ့မြေပြင်ဝန်ထမ်းတွေကိုလည်းလုံခြုံရေးနဲ့ပတ်သက်လို့အချို့နေရာတွေကအကြမ်းဖက်ဆဲအုပ်စုလုံးဝကင်းရှင်းသွားပြီဆိုပေမဲ့ mid control ဖြစ်နေတဲ့နေရာတွေမှာအသက်အန္တရာယ်အချိန်မီချိန်ချောက်ခံရနိုင်တယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ ဂျာကာလာဒေသန္တရပြည်သူအုပ်ချုပ်ရေးကဏ္ဍကိုအကောင့်ထဲပေါ်ကြတဲ့အခါမှာတူညီတဲ့မဝါဒဆိုင်ရာယက်တီချက်တွေရှိပြီးခိုင်မာတောင့်တင်းတဲ့ institution တွေကိုတည်ထောင်နိုင်ပြီဆိုရင်တော့တော်လိုင်းရေးအတွက်အလွန်ပင်ခိုင်မာတဲ့အင်အားတည်းရဖြစ်တာသိကြတယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။ ဆရတဲ့ဆက်ပေးမဲ့တရင်ကတော့ငလျင်ဘေးတင်မြို့နယ်46မြို့နယ်ကအိမ်အောင်စု19588စုကိုစက်တန်းပေါင်း9500ကျော်ကူညီထောက်ပံ့ခဲ့တဲ့တရင်ပဲဖြစ်ပါတယ်ရှင်။စကိုင်းငလျင်ဘေးတင်မြို့နယ်46မြို့နယ်အတွင်းအိမ်အောင်စု19588စုကိုစက်တန်းပေါင်း9500ကျော် ထောက်ပံ့ကူညီပေးခဲ့လို့မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ ယခုထုတ်ပြန်ထားတဲ့စည်းရင်းကမေလ28ရက်အထိထောက်ပံ့ကူညီထားတဲ့စည်းရင်းဖြစ်ပြီးတော့ထောက်ပံ့ကူညီမှုတွေကိုဒုက္ခခံစားနေကြရတဲ့ပြည်သူများထံနေရာဒေသမခွဲခြားပဲရောက်ရှိအောင်ဆက်လက်စ조사ဆောင်ရွက်နေကြောင်းအစောပိုင်းကာလပြန်လည်ထူထောင်မှုတချို့စတင်နေပါပြီဖြစ်ကြောင်းနဲ့ပြည်သူအားနဲ့အကောင်းဆုံးအကောင့်ထဲပေါ်သွားပါမယ်လို့ဖော်ပြထားပါတယ်ထောက်ပံ့ကူညီမှုတွေအဖြစ်နဲ့သခိုင်းတိုင်းမှာအိမ်အောင်600နှစ်စုအတွက်စက်တန်း 1300တသန်းကျော်မန္တလေးတိုင်းမှာအင်အားစု6850စုအတွက်ကျပ်တန်း2690တသန်းကျော်ပဲခူးတိုင်းမှာအင်အားစု1500တစုအတွက်ကျပ်တန်း383တန်းကျော်ရှမ်းတောင်မှာအင်အားစု1846စုအတွက်ကျပ်တန်း259တန်းကျော်နေပြည်တော်မှာအင်အားစု1089စုအတွက်ကျပ်တန်း330ကျော်နဲ့အခြားဒေသအသီးသီးမှာအင်အားစု1809စုအတွက် စက်တန်း940တန်းကျော်ကို ထောက်ပံ့ကူညီခဲ့တာဖြစ်ပါတယ်။အဲ့ဒီထောက်ပံ့ကူညီမှုရဲ့60ရာခိုင်နှုန်းကိုလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစစ်မှန်ခံခွဲရေးဝန်ကြီးဌာန26ရာခိုင်နှုန်းကို EOCC စနစ်ရာခိုင်နှုန်းကို CSO CPO နဲ့၂ရာခိုင်နှုန်းကိုမြို့နယ်ပအဖအဖတွေကပါဝင်ခဲ့ကြတာဖြစ်တယ်လို့လဲဆက်လက်ဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ဇဂိုင်းငက်လျင်ကြီးလှုပ်ခတ်ပြီးနောက်အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း928ကြိမ်ပြုတ်လုခဲ့ပြီးပြည်သူ462ဦးသေဆုံးခဲ့တဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင်။ဇဂိုင်းငက်လျင်ကြီးလှုပ်ခတ်ပြီးနောက်မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း928ကြိမ်အထိပြုတ်လုခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူ462ဦးအထိသေဆုံးခဲ့ရတယ်လို့မြို့သားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ကမလ28ရက်ကနေမေလ30ရက်အတွင်းရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွယ်ပြီးကြံပြည်နယ်နဲ့တိုင်းတွင်အကုန်လုံးကိုလေကြောင်းကနေတိုက်ခိုက်မှုပေါင်း928ကြိမ်အထိပြုလုပ်ခဲ့ရာပြည်သူ462ဦးသေဆုံးပြီးတော့884ဦးဒဏ်ရာရှိခဲ့လို့ဖော်ပြခဲ့တာပါတေဆုံးရသူပြည်သူ462ဦးထဲမှာအသက်18နှစ်ယောက်ကလေးငယ်82ဦးပါဝင်ပြီးအသက်18နှစ်အထက်က142ဦးဖြစ်ကာ ကျန်248ဦးကအသက်အရွယ်မသိရှိရဘူးလို့ပြောပါတယ်။ဒါအပြင်ဒဏ်ရာရသူ184ဦးထဲမှာအသက်16နှစ်က182ဦးပါဝင်ပြီးတော့အသက်16နှစ်အထက်203ဦးဖြစ်ကကျန်469ဦးကအသက်အရွယ်မသိရှိရဘူးလို့ဖော်ပြထားပါတယ်။အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကသခိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု122ကြိမ်အတွင်း150ဦးသေပြီး296ဦးဒဏ်ရာရ ချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု20ကြိမ်အတွင်း16ဦးသေပြီး32ဦးဒဏ်ရာရ၊မကွေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု62ကြိမ်အတွင်း35ဦးသေပြီး55ဦးဒဏ်ရာရ၊ကချင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု19ကြိမ်အတွင်း56ဦးသေပြီး65ဦးဒဏ်ရာရ၊မန္တလေးမှာလေကြောင်းတိုက်ခိုက်မှု136ကြိမ်အတွင်း102ဦးသေပြီး203ဦးဒဏ်ရာရ ရှမ်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု26ကြိမ်အတွင်း10ဦးသေပြီး18ဦးဒဏ်ရာရနဲ့ရခိုင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု24ကြိမ်အတွင်း25ဦးသေပြီး83ဦးဒဏ်ရာရတယ်လို့သိရပါတယ်။ဒါအပြင် KNP မှာလေကြောင်းတိုက်ခိုက်မှု6ကြိမ်အတွင်း17ဦးသေပြီး15ဦးဒဏ်ရာရ၊ပဲခူးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု35ကြိမ်အတွင်း30ဦးသေပြီး55ဦးဒဏ်ရာရ၊ကရင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု33ကြိမ်18ဦးသေပြီး60ဦးဒဏ်ရာရ ရာရီတိုင်းမှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်အတွင်း3ဦးတေပြီး1ဦးထံရတရင်သားရီတိုင်းမှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်အတွင်း9ဦးတေပြီး10ဦးထံရနဲ့မွန်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု12ကြိမ်အတွင်း2ဦးတေပြီး4ဦးထံရတယ်လို့ဖော်ပြထားပါတယ်။ စကိုင်းကလျင်ဘေးတင်ပြည်သူတွေအတွက်ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးတွေလှုပ်ဆောင်မှုအတွက်အမျိုးသားညီညွတ်ရေးအစိုးရမြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့နဲ့ KIA ဖွဲ့တွေကတစ်ဖက်သက်ပြည့်ရစဲပြီးခုခံစစ်ပွဲဆင်နွှဲမယ်လို့ထုတ်ပြန်ကြေညာထားချိန်မှာအကြမ်းဖက်စစ်တပ်ကမြန်မာနိုင်ငံအနှံ့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာအပါအဝင် မြေပြင်ကနေစစ်ကြောင်းထိုးတာတွေပါပြုလုပ်နေရဖြစ်တယ်လို့ဆက်လက်ဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ရေဘေးတင်ဆက်ပေးဆောင်ပြည်သူများအတွက်အရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးကာအတွက်ထောက်ပံ့ခဲ့တယ်လို့ NUG ကဖော်ပြခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။မေလအတွင်းမြန်မာနိုင်ငံဒေသအချို့မှာရေကြီးရှမ်းမှုတွေဖြစ်ပေါ်ခဲ့ပြီးတော့ရေဘေးတင်ဆက်ပေးဆောင်ပြည်သူများအတွက်အရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးကာအတွက်ထောက်ပံ့မှုတွေပြုလုပ်ပေးခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဗီယက်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ ရေဘေးတင့်စစ်ဘေးရှောင်တွေအတွက်ကိုညီထောက်ပံ့ရမှာမြကြီးနားမြို့နယ်ရှိရေဘေးတင့်စစ်ဘေးရှောင်6132ဦးချီဖွေမြို့နယ်မှာ2500ဦးမချမ်းဘောမြို့နယ်မှာ1926ဦးစွန်ဘရာဘုံမြို့နယ်မှာ920ဦးနောင်မွန်မြို့နယ်မှာ1358ဦးခေါလံဘူးမြို့နယ်မှာ195ဦးတို့အတွက်ငွေကျပ်228သိန်းကိုထောက်ပံ့ပေးခဲ့ပါတယ်။ ဒါအပြင်ချင်းပြည်နယ်ပလဝါမြို့နယ်ရှိစစ်ဆောင်စခန်းနှစ်ခုမှရေပေးသင့်လူဦးရေ669ဦးနဲ့မီဇိုရန်ပြည်နယ်တွင်းရှိရေပေးသင့်စစ်ပေးဆောင်လူဦးရေ960ဦးအတွက်ငွေကျပ်89သိန်းကိုလည်းအရေးပေါ်ကူညီထောက်ပံ့ခဲ့ပါတယ်မေလအတွင်းမှာဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့တဲ့လေပြင်းအားနှင့်ရဝုန်အရှိန်ကြောင့်မြန်မာနိုင်ငံဒေသတချို့မှာမိုးတက်လေပြင်းမှကြာရောက်တာနေရာကွက်ပြီးမိုးကြီးတာနဲ့ရေကြီးတာတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အကြံဖတ်ဆက်ကောင်စီကို ILO Article 33ရပြင်းထန်တဲ့တန်ခတ်ပိတ်ဆို့အရေးယူရေးအတွက်အပြည့်ပြည့်ဆိုင်ရာအလို့သမားအဖွဲ့ချုပ်ညီလာခံကအတီးပြုတ်ဆုံးဖြတ်ခဲ့တဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင်။အကြံဖတ်ဆက်ကောင်စီကို ILO Article 33ရပြင်းထန်တဲ့တန်ခတ်ပိတ်ဆို့အရေးယူရေးအတွက်133ချိန်မြောက်ပြည်ပဆိုင်ရာအလို့သမားညီလာခံ International Labor Conference ILC ကအတည်ပြုဆုံးဖြတ်လိုက်တယ်လို့သိရပါဗျ ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်နေတဲ့အလုံသမားညီလာခံမှာလူငယ်တွေနဲ့အလုံသမားတွေကိုအာရမစစ်သားစူဆောင်းနေတဲ့အကြမ်းဖက်စစ်ကောင်စီကိုအလုံသမားခွင့်ရေးနဲ့လူခွင့်ရေးချိုးဖောက်တဲ့အတွက် ILO Article 33အရပြင်းထန်တဲ့တန်ခတ်ပိတ်ဆို့အရေးယူရန်ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့သိရပါဗျ။တန်ခတ်ပိတ်ဆို့အရေးယူရေးအတွက်မဲခွဲဆုံးဖြတ်ရန်အောင်မလိုအပ်ပဲတညီတညွတ်နဲ့ဆုံးဖြတ်အတီးပြုတ်လိုက်တာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မြန်မာ့ຫນွေဦးတော်လှန်ရေးကိုထောက်ခံသူဒီမိုကရက်တစ်ပါတီခေါင်းဆောင်လီချင်းမြောင်တန်ကိုရီးယားနိုင်ငံသမ္မတဖြစ်လာတဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။မြန်မာ့ຫນွေဦးတော်လှန်ရေးစတင်ခြင်းကလေးကဒီနေ့အချိန်ထိမြန်မာဒီမိုကရေစီအရေးကိုအားပေးထောက်ခံသူလီချင်းမြောင်ဟာတန်ကိုရီးယားနိုင်ငံရဲ့၂၁ချိန်မြောက်သမ္မတရွေးကောက်ပွဲမှာအနိုင်ရပြီးသမ္မတဖြစ်လာတယ်လို့သိရပါဗျ။ ဇွန်လ3ရက်မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာဒီမိုကရက်တစ်ပါတီကအတိုက်ခံခေါင်းဆောင်လီဂျီမြောင်ကအဓိကပြိုင်ဘက်ကင်မြန်ဆူးကိုအနည်းဆုံး၁၂ရာခိုင်နှုန်းအသာနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။သူဟာမြန်မာနိုင်ငံမှာအာဏာသိမ်းမှုပြုလုပ်ခဲ့တဲ့အကြမ်းဖက်ဆဲအုပ်စုကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။ သူဟာ2024မေလ18ရက်ကခွန်ကျူးမြို့မေ18နှစ်ပတ်လည်ခမ်းနားမှာအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါ်စင်မအောင်စီမံကိန်းဗန္နာရေးနဲ့ယင်းနှိမ့်မြုံနယ်မှုဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးတင်ထွန်းနိုင်တို့နဲ့တွေ့ဆုံခဲ့ပူပါတယ်ကိုရီးယားနိုင်ငံအတွင်းမြန်မာနိုင်ငံရေးလှုပ်ရှားမှုနဲ့ထောက်ပံ့မှုအားကောင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဆရာနာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားရဲ့မြန်မာနက်ဝက်အဖွဲ့အစည်းအတွက်အထူးကူညီဆောင်ရွက်ပေးခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ဒီနေ့ခေတ်အလုံသမားထုရဲ့ကြိုးပမ်းအထောက်မှုတွေကနောင်လာမဲ့မျိုးဆက်သစ်တွေအတွက်အခြေခံအုတ်မြစ်တွေဖြစ်တယ်လို့ CRPH ကတောင်းဝန်လာပေးပို့ခဲ့တဲ့တဲ့မှာဖြစ်ပါတယ်ရှင်။ ဒီနေ့ခေတ်အလုသမာတုရဲ့ကြိုးပမ်းအားထုတ်မှုတွေကနောင်လာမယ့်မျိုးဆက်သစ်တွေအတွက်ပုံမကောင်းမွန်တဲ့လူမှုဘဝနဲ့နိုင်ငံတည်ဆောက်ရေးအတွက်အခြေခံအုတ်မြစ်တွေဖြစ်တယ်လို့ပြောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကဇွန်လ9ရက်မှာကြာရောက်တဲ့52နှစ်မြောက်အလုသမာတပိတ်လှူရှားမှုနေ့အတွက်တဝင်လာပေးပို့ခဲ့ပါတယ်ယနေ့ခေတ်လောသမားတို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကနောင်လာမယ့်မျိုးဆက်သစ်တွေအတွက်ပုံမကောင်းမွန်တဲ့လူမှုဘဝနဲ့နိုင်ငံတည်ဆောက်ရေးအတွက်အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။ ဒါကြောင့်ပြည်ရင်းပြည်ပရှိလူ့သမားပြည်သူများအနေနဲ့လူ့သမားတွေရဲ့ရပိုင်ခွင့်အခွင့်အရေးများအပြည့်အဝရရှိမဲ့ Federal Democracy ပြည်အောင်စုတိဆောက်ရေးလုပ်ငန်းစဉ်တွေမှာဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာကိုလည်းအခိုင်အမာယုံကြည်ရလို့တဝန်တော်မှာဖော်ပြထားပါတယ်။ အလုသမားတွေရဲ့ရပိုင်ခွင့်နဲ့အခွင့်အရေးတွေကိုရဲဝံ့စွာတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့အလုသမားသူရဲခေါင်းတွေကိုခုံပြူတဲ့အနေနဲ့ဇွန်လ6ရက်နေ့ကိုအလုသမားသပိတ်လှုပ်ရှားမှုနေ့အဖြစ်သတ်မှတ်ပြီးအောက်မေ့ဖွယ်နေ့တစ်နေ့အဖြစ်ခုံပြူကျင်းပလာခဲ့တာဆိုဒီကနေ့52နှစ်ပြည့်မြောက်ခဲ့ပြီလို့ဖော်ပြထားပါတယ်1994ခုနှစ်ဇွန်လ6ရက်နေ့မှာစတင်ခဲ့တဲ့ပြည်လုံးကျွတ် အလုသမာရေးတော်ပုံမှာရဲဝန့်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့အလုသမာသူရဲခေါင်းတွေဟာ KSS ဆက်ဆရာနာရှင်စနစ်အောက်ကလွတ်မြောက်ရေးအတွက်မဆုံမနစ်ကြိုးပမ်းခဲ့ကြသူတွေဖြစ်ကြောင်း2021ခုနှစ်ဖေဖော်ဝါရီလတရက်တိုင်းပြည်အာဏာကိုအကြမ်းဖက်စစ်ကောင်ဆောင်မြောင်းလိုင်ကအတင်းအဓမ္မအာဏာသိမ်းယူပြီးနောက်ပိုင်းတိုင်းပြည်ကဏ္ဍမျိုးစုံအပေါ်ဆိုးရွားစွာထိခိုက်ခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ အထူးသဖြင့်အလောက်ကရင်ခွင့်လန်းတွေရှားပါလာတာနဲ့ကုံစည်းနှုံးတွေအစမတန်ညှင့်တက်လာမှုတို့ကြောင့်လူငယ်များစွာတို့ဟာမိမိတို့အတိုင်းပြည်ကိုစွန့်ခွာတခြားနိုင်ငံတွေကိုသွားရောက်အလုပ်လုပ်ကင်နေကြရတဲ့အပြင်အကြဖက်စစ်ကောင်စီကပြည်သူစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းခန်းဆွေမှုတွေကြောင့်လူငယ်ပေါင်းများစွာတို့ဟာပြည်ပနိုင်ငံများတို့တင်းရှောင်နေရပြီးအလုပ်ကင်ရရှိနိုင်မှုအခက်အခဲများကိုပုံမှန်ကြီးမားစွာရင်ဆိုင်နေကြရတယ်လို့ဆက်လက်ဖော်ပြထားပါတယ်။ အကြီးအကဲချိုးပေါက်ခံနေရတဲ့အလို့သမားတွေရဲ့အခွင့်အရေးတွေကိုနိုင်ငံတကာစံနှုန်းတွေနဲ့ကိုက်ညီတဲ့အခွင့်အရေးတွေရရှိစေရင်းနဲ့အလို့သမားတွေရဲ့အခွင့်အရေးတွေကိုအပြည့်အဝအကာအကွယ်ပေးရအတွက်လွှတ်တော်ရဲ့အခန်းကဏ္ဍကဆက်လက်အကောင့်ထည့်ဖို့ဆောင်ရွက်သွားမှာဖြစ်ပြီးပြည်တွင်းပြည်ပရှိမြန်မာပြည်သူအလို့သမားတို့ဘက်မှခိုင်ခိုင်မာမာရပ်တည်ပြီးအလို့သမားတို့ရဲ့အကျိုးစီးပွားအတွက်အစီအမံကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကြေညာပြုတယ်လို့တဝန်တော်မှာဖော်ပြထားပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့တရုတ်နိုင်ငံကဖိအားပေးနေပေမဲ့လည်း TNL အနေနဲ့ပြည်သူနဲ့အတူရပ်တည်နေရလို့အသိပေးခဲ့တဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။တရုတ်နိုင်ငံအနေနဲ့တိုက်ပွဲတွေရပ်တန့်မှုအတွက်ဖိအားပေးနေပေမဲ့ TNL အနေနဲ့ပြည်သူနဲ့အတူရပ်တည်နေရလို့ TNL ရဲ့တွင်နဲ့ပြန်ကြားရေးတာဝန်ခံရွေးရည်ဦးကဇွန်လ9ရက် လောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA ကလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစီရေးအခြေအနေတွေကိုသတင်းစာရှင်းလင်းပွဲမှာ PPTV ကိုပြောကြားခဲ့တာဖြစ်ပါတယ်။ကျမတို့အနေနဲ့ကတော့ပြည်သူနဲ့အတူတည်ရှိနေပါတယ်။ပြည်သူတွေနဲ့အတူရပ်တည်နေပါတယ်လို့လွှဲရီဦးကပြောပါတယ်။တရုတ်နိုင်ငံရဲ့အာရှရေးရာအထူးကိုယ်စားလှယ်တင်းရှိကျင်းက KIA AA နဲ့ TNLA တို့ကိုထိုးစစ်တွေရက်စဲဖို့အတွက်ဖိအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေရပါဗျ။ တွဲဆောင်ဆွေးနွေးမှုမှာကျွန်မတင်ပြခဲ့သလိုပဲရောက်တဲ့နေရာမှာချက်ချင်းအပြည့်ရက်ဖို့နဲ့ထိုးစစ်စင်နာတွေမပြုတ်လို့ဖို့လူလူတွေရဲ့စာဝတ်နေရေးကိုဖြည့်ရှင်းနိုင်မှုတွေဖြတ်တန်းသွားလာမှုတွေစီးပွားရေးတွေခွင့်ပြုပေးဖို့တောင်းဆိုတာတွေဖြစ်တဲ့ဆက်လက်ပြီးတော့တွဲဆောင်မှုဖြစ်လာမယ်ဆိုရင်လည်းဒီလိုပဲအခြေခံပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ်အဓိကကတော့လူလူတွေရဲ့အခက်အခဲအကျက်အတဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်မှုအတွက်ပဲဖြစ်ပါတယ်လို့ရွေးရည်ဦးကပြောပါတယ် တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့အတူအကြမ်းဖက်စစ်တပ်နဲ့ TNL တို့အကြားဩဂုတ်လမှာထပ်မံဆွေးနွေးဖို့ရှိနေရပါတရုတ်နိုင်ငံကတော့နယ်စပ်ကုန်သွယ်ရေးစခန်းတွေဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့ TNL ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရွေးရီဦးကသတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်ဒါအပြင်အကြက်ဖက်စစ်တပ်ကမေလအတွင်းမှာနောင်ချိုမိုးကုတ်မိုင်းလုံကြောင်မဲမိုင်းငေါနဲ့မန်တုံမြို့တွေမှာလူခွင့်ရေးချိုးဖောက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း TNLA ကအသိပေးပြောကြားခဲ့ပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါကတော့သခိုင်းငလျင်ကြောင့်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ရဲ့အတွက်ညီနောင်မဟာမိတ်၃ဖွဲ့ကတဖက်သက်အပြည့်ရဲ့ကာလကိုနောက်ထပ်တစ်လတိုးမြင့်ခဲ့တဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင်။သခိုင်းငလျင်ကြီးကြောင့်ဘေးတင်ခဲ့ရတဲ့ဒေသတွေမှာပြည်လဲထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ရဲ့အတွက်ညီနောင်မဟာမိတ်၃ဖွဲ့ကတဖက်သက်အပြည့်ရဲ့ကာလကိုနောက်ထပ်တစ်လတိုးမြင့်လိုက်တယ်လို့ဇွန်လ၂ရက်မှာထုတ်ပြန်ခဲ့ပါရဲ့။ စကိုင်းငလျင်ကြီးနဲ့နောက်ဆက်တွဲငလျင်ငယ်တွေကြောင့်ပျက်စီးဆုံးရှုံးသွားရတဲ့လူနေတိုက်တာအဆောက်အုံတွေသာသနိကအဆောက်အုံတွေနဲ့တမိုင်းဝင်အမွေနှစ်တွေကိုရှင်းလင်းဖယ်ရှားရင်းနဲ့ငလျင်ပျက်စီးအဆောက်အုံတွေကြအသက်ရှင်ကျန်ရစ်နေတဲ့လူနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ရန်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်အပြစ်ရက်ဆဲတဲ့ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ညီနောင်မမိတ်၃ဘွဲ့ကအသိပေးလိုက်တာပါညီနောင်မမိတ်၃ဘွဲ့ဖြစ်တဲ့ MNDAA TNL နဲ့ AA တို့ကစကိုင်းငလျင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ဧပြီနဲ့မေလတွေမှာတစ်ဖက်သက်အပြစ်ရစဲခဲ့တာဖြစ်ပြီးအခုလဲဇွန်၂ရက်ကနေဇွန်30ရက်အထိဆက်လက်တိုးမြင့်ခဲ့တာဖြစ်ပါတယ်ငလင်ဘေးသင့်ဒေတာတွေမှာကယ်ဆယ်ရေးလုပ်ငန်းတွေကိုနှစ်လကြာတဲ့အတိုင်းဆောင်ရွက်ပြီးစီးမှုမရှိတဲ့အပြင်မိုးသီးထန်စွာရွာသွန်းမှုနဲ့အတူအဆောက်အုံတွေထပ်မံပြိုကျပျက်စီးမှုတွေရှိနေသေးတယ်လို့ကြားသိရတဲ့အတွက်အခုလိုအပြစ်ရဲ့ကာလကိုတိုးမြင့်တာဖြစ်တယ်လို့လည်းညီနာမမိတ်သုံးဘွဲကအသိပေးထားပါဗျ။ အပြစ်ရတိုးမြင့်ထားတဲ့တလတာအတွင်းမှာအကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာမိမိကိုခုခံကာကွယ်သောတုတ်ပြန်မှုမျိုးကလွဲပြီးထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်မှာမဟုတ်ဘူးဆိုပြီးတော့လေညီနောင်မမိတ်သုံးဘွဲကထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်တပ်ကသခိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်မလ28ရက်ကနေမေလ30ရက်အတွင်းရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွဲပြီးတော့ ကျန်ပြည်နယ်နဲ့တိုင်းတွေအကုန်လုံးကိုလေကြောင်းကနေတိုက်ခိုက်မှုပေါင်း928ကြိမ်အထိပြုလုပ်ခဲ့ရာပြည်သူ462ဦးသေဆုံးပြီး884ဦးဒဏ်ရာရှိခဲ့လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တပိတ်ချင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဖုံးကြီးတစ်ပါးပြန်လည်တော်မူပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရှိခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ မင်္ဂလေးတိုင်းတပိတ်ချင်းမြို့နယ်ကြက်ရိုးပင်ကြေးရွာဖုံရင်ကျောင်းကိုအကြံဖတ်စစ်တပ်ကဇွန်လ9ရက်ညနေ9:18မိနစ်မှာ Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပါကဖားထံမှသိရပါဗျာ။အကြံဖတ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဘုံကြီးတပါပြန်လွန်တော်မူပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရခဲ့လို့ပြည်ဦးလွင်ခရိုင်ပါကဖားကပြောပါရတယ်။ ပြီးခဲ့တဲ့ဇွန်လ3ရက်မနက်ပိုင်းမှာလဲစင်ကူးမြို့ပေါ်မြတ်သိန်းနံဖျားနဲ့ဖုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ရဲ့တရတဦးလေတပ်ကနေတက်လာတဲ့ Jet Fighter ကလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဖုံတော်ကြီးကျောင်းဆောင်နှလုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဇွန်လ3ရက်နေ့မှာလဲစင်ကူးမြို့နယ်နှွေုံကျေးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့တရတဦးကတက်လာတဲ့ Jet Fighter ကလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအဆောက်အုံနှစ်ခုပျက်စီးခဲ့ရပါဗျ။ ီကနေ့မော်လဲ2နာရီ30မိနစ်မှာစင်ကူးမြို့နယ်နတ်တောင်ကျွော်မှာရှိတဲ့ Lucky Seven Hotel ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးတအူးကပြင်းထန်ခဲ့တာပါ။ပြည်ဦးလင်ခရိုင်ပကဖကပြည်သူတွေကိုအကြမ်းဖက်စစ်တပ်နဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့လေချောင်းရံကာကွယ်နိုင်မှုအတွက်ဘုံကိုချင်းတွေတူထားကြဖို့အတိပေးထုတ်ပြန်ထားပါတယ်ရှင်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းချင်းချုပ်ကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။